သူမဟာခုနကပဲကျွန်တော်ကိုသူ့ကောင်ဝင်အလှလေးကိုဝှက်ပြနေသေးတာအခုတော့ရုပ်ချီးဆိုသလိုအဝိလေကံမှာထာဝရပြောက်ွယ်သွားတယ်။နိုင်ဝက်လောက်ဆောက်ပြီးတဲ့နောက်တကူးကူမာနေမယ်ကျွန်တော်သတိထားမိလိုက်တယ်။မိမဧည့်ရဲဝင်သွားတာကျွန်တော်ကိုယ်တိုင်မြင်လိုက်တယ်။ဒါပေမဲ့အဝိလေကံထဲမှာတယောက်မှရှိမနေတော့ဘူး။ကျွန်တော်လည်းပျောက်သွားတဲ့မိမကိုနေရာအနှံယူမတက်လိုက်ရှာပါတော့တယ်။ဒါပေမဲ့တိုင်းတစ်ပါးမှာဖြစ်နေတော့ကျွန်တော်ဟာသူတို့ရဲ့အခြေခံဘာသာစကားကိုတော့မပြောတတ်ပါဘူး။ ကျွန်တော်ရေစခန်းအများကြီးကိုသွားပြီးပြင်မယ်ဘယ်သူမှဂယူမဆိုင်ချဘူးမမေးချဘူးကျွန်တော်မိမရဲ့ပျောက်ဆုံးမှုမှာဒီအချင်းပြတ်တဲ့ရေတွေဟာနောက်ွယ်ကကြိုးကင်နေသူတွေလိုတော့ကျွန်တော်တန်တရားဝင်မိတယ်နောက်ဆုံးဗီဇာတက်တန်းကုန်တော့ကျွန်တော်လဲရှာဖွေမှုကိုလက်လျှော့လိုက်ရပြီကိုတိုင်မီကိုပြန်ခဲ့ရတယ်နှစ်နေငယ်ကြတော့ကျွန်တော်အလုံးနဲ့ဒီကြီးခွဲဖွဲရာနေရာကိုထပ်ရောက်လာခဲ့ပါတယ်တညမှာတော့နိုင်ကလက်ဖြော်ဖွေဖွေတကူမှာလှိဝက်ဆန်းကျဲတဲ့လှောင်ရင်တစ်ခုကိုစင်မော်တင်လာတယ်ကလန်းကာကိုဖယ်ချလိုက်တဲ့အချိန်မှာကျွန်တော်ထိတ်လန့်သွားတယ်ကျွန်တော်ရဲ့ပျောက်ဆုံးနေတဲ့မိမဟာခြေလက်တွေဖြတ်ခံထားရပြီး ပန်းအိုလေးတစ်လုံးတစ်ဖွဲစင်ပေါ်မှာပြသခံထားရတယ်။ယောက်ျားဒီကြောက်စရာကောင်းတဲ့အတွေ့အကြုံဟာကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ဖြစ်ရတော့မဟုတ်ပါဘူး။ကျွန်တော်ရှင်းနေချိန်မှန်ကသူနောက်ဆုံးကန်ခဲ့တဲ့အမှုတွေတွေကိုဖျော်ပြနေတာပါ။ကျွန်တော်နဲ့အဲ့ဒီယောက်ျားရဲ့တူညီတဲ့အချက်ကတော့ကျွန်တော်တို့နှစ်ယောက်လုံးဟာအဲ့ဒီနေရာမှာပဲဇနီးတဲ့ကိုပျောက်ဆုံးထားကြတာပါ။ကျွန်တော်မိမကျွန်တော်မိမပျောက်သွားလို့ပါ။ပျောက်နေတာလာဝက်လောက်ရှိပြီ။ကျွန်တော်ရဲစခန်းမှာခဏခဏလာတိုင်ကြတယ်။ဒါပေမဲ့ရဲတွေကအဖတ်မလုပ်ဘူး။ခမရဲ့အခြေအနေကိုကျွန်တော်သဘောပေါက်ပါပြီ။ကျွန်တော်ဗီဇာတက်တန်းက9ရက်ဆိုကုန်တော့မှာ အဲ့ဒီအချိန်ကြာရင်ဘယ်လိုအနေနဲ့ကျွန်တော်ကိုပြီကိုကိုပြန်ရတော့မှာဒါပေမဲ့အခုလူပြောက်သွားပြီရဲရိကလည်းအမှုမဖွင့်ပေဘူးကျွန်တော်ပြန်သွားပြီးရင်ဘယ်လိုအကြောင်းပြချက်ပေးရမလဲဒါပေမဲ့ကျွန်တော်မိမပြောက်ပြီး15ရက်လောက်နေတော့တစိမ့်အမျိုးသမီးတူဟာကျွန်တော်မိမရောင်းဆောင်ပြီးရုတ်တရက်ပေါ်လာပါလေသူယူလာတဲ့ passport ကတော့ကျွန်တော်မိမရဲ့ဟာပါအားလုံးကကျွန်တော်မိမရဲ့မှတ်ပုံတင်တဲ့စာရွက်စာတမ်းတွေပါခင်ဗျားတို့တွေယူသွားကြပြီလားကျွန်တော်ကကိုမိမကိုတော့မသိပဲနေမလား ဒါပေမဲ့အဖြစ်မှန်ကတော့အဲ့ဒီကျွန်တော်မိမယောင်ဆောင်ထားတဲ့အမျိုးသမီးဟာကျွန်တော်ဟာအယူတရားဖြစ်တယ်ဆိုတာရဲရွေရအောင်တတိပြသွားနိုင်ပါလေ။ဘေးကျန်းနံကျဖြစ်သွားတဲ့ကျွန်တော်ဟာရှင်းနေချိန်မှန်ကိုတွားရှာလိုက်ပါလေ။ဒီပြဿနာကိုဖြေရှင်းနိုင်မယ်အဓိကအချက်ကိုသူ့ချက်ချင်းပြောပြရဲ။အဲ့ဒါကတော့ပျောက်ဆုံးသွားတဲ့ကျွန်တော်ရဲ့မိမလီမူစီကိုတွေ့ဖို့ပဲ။မူစီရဲ့တပ်ပုံပဲဖြစ်ဖြစ်ဗီဒီယိုလေးပဲဖြစ်ဖြစ်အဲ့ဒီအယောင်ဆောင်နေတဲ့မိမရဲ့တရုံမှန်ကိုဖော်ထုတ်နိုင်မှာဖြစ်ပါလေ။ကျွန်တော်နဲ့ရှင်းနေချိန်ဟာမိမမပြောက်ဆုံးခင်နေရာကနေစတူဒီယိုတစ်ခုကိုရှာတွေ့သွားတယ်။ ဟာဆူလို့ခေါ်တဲ့ဓာတ်ပုံဆရာကကျွန်တော်နဲ့ကျွန်တော်မိမမူစီရဲ့အတူရိုက်ထားတဲ့ဖလင်ပြားကိုတင်ထားသေးတယ်။ဒါပေမဲ့လောလောဆယ်အဲ့ဒီဓာတ်ပုံဆရာဟာဘယ်ရောက်နေမှမသိပါဘူး။မူစီရဲ့ရုပ်ရည်အမှန်ကိုဓာတ်ပုံထဲမှာတသိပြနိုင်ပြီးကျွန်တော်အစနီးအယောင်ဆောင်ထားတဲ့မိမကိုဖော်ထုတ်နိုင်မှာပါ။ကျွန်တော်မှမျောလင်းချက်မိတော်လေးပြန်လဲတောက်လောင်လာပါလေ။ပြီးတဲ့အခါမှာတော့ဇနီးတဲ့မပြောင်းဆုံးခင်ကအကြောင်းကိုရှင်းနေချိန်အားအသေးစိတ်ပြောပြလိုက်တယ်။ကျွန်တော်တို့အတွက်နေရာချန်ထားပေးပြီးပြီလားမိရှုမိဘတွေကိုအကောင်းဆုံးမြင်ရမယ့်နေရာမျိုးပေါ့မင်းစစ်သေးဖြစ်ပြီလားအခုနေမထွက်ခွာရင်ကပိတ်တော်မှာနော် ကျမရုတ်တရက်ကြီးနေမကောင်းလို့ရှင်ရင်သွားလိုက်ပါလားကျမခဏနေလာခဲ့ပါမယ်။ဘာဖြစ်တာလဲဘင်းသားနေမကောင်းတာလဲဆရာဝန်နဲ့သွားပြမလား။အင်းဒီကကျွန်တော်တနည်းပြေမင်္ဂလာနေ့ပတ်လည်အတွက်မီရှူမီပန်းလေးတရားပြစင်ထားတယ်။ဒါပေမဲ့အပြင်ထွက်ခံဒီမှာဇနီးတွေကနေမကောင်းဘူးလို့ပြောပါရတယ်။အဲ့ဒါနဲ့ဆိုင်မှာအချာကြီးဆောင်လိုက်ရတယ်။ဇနီးတွေကတော့ရောက်ကိုမရောက်လာခဲ့ပါဘူး။အဲ့ဒါဖြစ်ပြီးနောက်ဇနီးတွေကလုံအောင်ပြောက်ကွယ်သွားတယ်။တိသာဆိုရင်တော့အလောင်းကိုမတွေ့လိုက်ရဘူး။ဒါပေမဲ့ဇနီးတွေပြောက်သွားပြီးနောက်ကျွန်တော်နာအဲ့ဒီအယောင်ဆောင်ထားတဲ့မိမယုတ်တရက်ပြန်ပေါ်လာတယ်။ ။ဗာရွေချက်များရှိနေလို့လေကျွန်တော်နဲ့ရှင်းနေချင်းတို့ကအဲတုန်းကစာအုပ်ဆိုင်က CCTV ကိုတခန်းချင်းပြန်လာစစ်ကြတော့ဟာခွက်တစ်ခုကိုတွေ့သွားတယ်။သူတို့ဝယ်တဲ့စာအုပ်တွေကမတူပါဘူး။တနင်္လာ28ချိန်ကိုပြန်စုပ်ကြည့်လိုက်။သူတို့တွေဗီဒီယိုအတူရိုက်ပြီးလေ့လိုက်ကြတယ်။အရာတွေမကဘူးသူတို့မှာရှင်းကိုထောင်ချောင်းမိစေခြင်းနဲ့လှိဝတ်တဲ့အစီအစဉ်တခုရှိသေးတယ်။ကျွန်တော်ဇနီးပြောက်သွားတဲ့နောက်ကွယ်မှာအရန်ကိုအင်အားကြီးတဲ့ရာဇဝတ်ဂိုင်းတခုရှိကိုရှိရမယ်လို့ရှင်းနေချင်းကပြောတယ်။အခုတော့ကျွန်တော်ဇနီးတွေရောင်းဆောင်ပြီးတော့ရောက်လာတဲ့မိန်းမလေးကဒီဂိုင်းရဲ့အတုံးတော်ခံလေးပေါ့ ကျွန်တော်ဇနီးတဲ့အယောင်ဆောင်ထားရတဲ့အကြောင်းရင်းကိုသာသိရင်ကျွန်တော်ဇနီးတဲ့ရဲ့လက်ရှိအကြောင်းကိုစစ်ဆေးတွေ့ရှိနိုင်လောက်တယ်။အဲ့ဒါနဲ့ကျွန်တော်ဟာရှိနေချိန်ရဲ့ခိုင်းစေမှုကြောင့်ကျွန်တော်ဇနီးတဲ့အယောင်ဆောင်ထားတဲ့မိမကိုချင်းဆူလိုက်ပါလေ။ပြီးတော့ဂရင်ပေါ်မှာအတန်ဖန်ဆက်ကိုလည်းခိုးတက်ထားလိုက်တယ်။ပြောမင်းတို့ဘာလို့ချင်းကြတာလဲ။ဘာတွေလျှောက်ပြောနေပြန်ပြီလဲ။မင်းဆက်ပြီးတရုတ်ဆောင်နေလို့ရတယ်။သူပမာရှိတယ်ပဲကျွန်တော်သိချင်တာ။သူကဘာတူလဲ။အဲ့ဒီမိန်ကလေးကအတော်လေးထပ်ပါလေ။ကျွန်တော်ကိုပေါ်မှာအတန်ဖန်ဆက်တက်ထားမှန်းလဲသိရော။တက်တည်မကြအောင်စကားကိုစင်ချင်းပြောပါတော့လေ။ ောက်ဆုံးသူကျွန်တော်နာတဖြည်းဖြည်းကက်လာပြီးကျွန်တော်ကိုအောက်ဖဲလမ်းမှာတော့လေသူရဲ့ရည်ရွယ်ချက်အစစ်ကကျွန်တော်အတန်ဖမ်းနေလားမဖမ်းနေဘူးလားဆိုတာမဟုတ်ပါဘူးစိတ်ရောဂါတွေရဲ့မိသားစုအရင်ချာမှာအုတ်ထိန်ပိုင်ခွင့်အပြည့်ရှိရင်ရှင်စိတ်ထားဖောက်လာခဲ့ရင်ဇနီးတဲ့တရားအနေနဲ့ရှင်ကိုစိတ်ယုံအတင်းကျပ်ပို့ပိုင်ခွင့်ရှိပါတယ်ပြီးတဲ့အခါရှင်ပိုင်ဆိုင်မှုတွေအားလုံးကိုထိန်းချုပ်နိုင်စွမ်းရှိသွားမှာစကားလေးပြောပြီးရောဒီအကြံပတ်ဆက်တဲ့မိမဟာစပွဲကင်းကိုတမင်ဆွဲလိုက်ပြီးကျွန်တော်သူ့ကိုတွန်းလိုက်သလိုဟန်ဆောင်လိုက်တယ်ဟိုတယ်မှာရှိတဲ့လူတွေအားလုံးကကျွန်တော်ကိုစိတ်ဖောက်နေမယ်သူကိုအမြဲအိမ်တွင်အကြံဖတ်မှန်းတီအောင်လှုပ်ပြလိုက်တာပါ မတရားဆွဆဲခံလိုက်ရတဲ့ကျွန်တော်ဟာမနှဲထွက်ပြေးလာခဲ့ရတယ်။ကျွန်တော်မျှော်လင့်ချက်တွေကိုအတန်ဖက်ဆက်အပေါ်ပဲပုံချထားရပါတော့တယ်။ဒါပေမဲ့ရှိနေချိန်ကတော့ကျွန်တော်ကိုစိတ်ပြက်စီတဲ့စကားပြောပါလေ။ဒါဆိုသူပြောတဲ့စကားတွေကိုခမားအတန်ဖန်ထားလိုက်တယ်မလား။အဲ့ဒါတွေကတက်တည်ပဲ။အနည်းဆုံးတော့သူဟာကျွန်တော်ဇနီးမဟုတ်မှန်းတက်တည်ပြနိုင်တယ်။အတန်ဖန်ထားတဲ့ဟာကိုတရားရုံးမှာတက်တည်အနေနဲ့တင်သွင်းဖို့အတော်ခက်ပါလေ။သူရှင်းကိုပြောတဲ့စကားတွေကရှင်းမိမပြောင်းဆုံးမှုကိုဘယ်လိုလုပ်တတ်သိပြနိုင်မလဲဒါဆိုဘယ်လိုလုပ်မလဲကျွန်တော်တို့ရှေ့ဆက်ပါလို့ကြာမလဲလီမူစီအစ်စ်ကိုတွေးအောင်ရှာကြမယ် သူတို့တွေမူစီပမာရှိမှန်းသိလောက်တယ်လို့ခမားထင်လားကျွန်တော်မျှော်လင့်ချက်တွေပြောင်းဆုံးနေတဲ့အချိန်မှာအခြေအနေကရုတ်တရက်ပြောင်းသွားတယ်။ရှိနေချင်းရဲ့သတင်းပေးကတဲလွန်စားရလိုက်တယ်။ကျွန်တော်နဲ့ဇနီးတဲ့ဓာတ်ပုံသွားရိုက်ဖူးတဲ့နေရာကဓာတ်ပုံဆရာကဖလင်ပြားပေးမယ်လို့ကန်လန်လာတယ်။ဒါပေမဲ့ကျွန်တော်ဘက်ကရွမ်းနှသိမ့်ပေးရမယ်လေ။ကျွန်တော်လည်းပတ်စံယူပြီးချက်ချင်းသွားလိုက်တယ်။နောက်ဆုံးတော့ကျွန်တော်နဲ့လီမူစီအတူရိုက်ထားတဲ့ပုံကိုရလိုက်ပါတယ်။ကျွန်တော်ဇနီးတဲ့အယောင်ဆောင်ထားတဲ့မိမကိုနောက်ဆုံးတော့ဖော်ထုတ်နိုင်တော့မယ်။အဲ့ဒီအချိန်မှာပဲရင်ငုံနီးပြားတယောက်ရောက်လာပြီးမင်းတီအမျိုးသမီးကိုတီလို့လား။ င်းဘလို့သူရေကူးဝတ်ဆောင်တခါငါပြီးပြန်မပေးသေးဘူးရှင်းသေးကြလားတေးကြပါလေသူဟုတ်တာဖြစ်နိုင်ပါလေမဖြစ်နိုင်ဘူးလူမားနေပြီထားပါတော့အခုလူတက်တွေကပျက်စီးတက်တွေကကျွန်တော်တို့မှရှိနေပြီရေရီဘလို့ပြောမလဲကြည်ကြတာပေါ့သွားကြစို့ဟေးဖြစ်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 ရေစကန်သွားတဲ့လမ်းမှာရှိနေချင်းဟာခုနရင်ကိုပျက်စီးဆိုင်ကအလုံးသမားပြောတဲ့စကားကိုစဉ်းစားနေပါလေသူကကျွန်တော်ဇနီးတဲ့မပြောက်ခင်ကရေးသွားငုံတည်တယ်ဒါကြောင့်သူရင်ကိုဝတ်ဆောင်ကိုပြန်မအပ်သေးတာလို့တန်တရားဝင်နေတယ် ဒါပေမဲ့အဲတုန်းကကျွန်တော်ဟာလူတက်တင်နဲ့ရက်စကန်သွားစဉ်စိတ်ပဲရှိနေခဲ့ပါတယ်။အဲဒီကိစ္စအတွက်နဲ့ကျွန်တော်တို့တွေစကားများလိုက်ကြသေးတယ်။ရှင်ကျမကိုမပြောဘဲဖုံးကွယ်ထားတာဘလောက်များသေးလဲ။ဒါတွေအားလုံးကလီမိုဆီနဲ့တက်ဆိုင်မှန်းကျမတန်တရားဝင်မိတယ်။ကျွန်တော်နောက်ဆုံးအနေနဲ့ခမားကိုပြောမယ်။ကျွန်တော်ခမားကိုဖုံးကွယ်ထားတာဘာမှမရှိဘူး။ရှင်သူ့ပေါ်မကောင်းတာများတခုခုလုံးမိထားတာလား။ရှင်ရဲ့ရှင်းနေတရားအနေနဲ့ကျမဒါကိုတည်ထားဖို့လိုအပ်တယ်။တော်လာပြီအခုကစပြီးခမားကကျွန်တော်ရဲ့ရှင်းနေမဟုတ်တော့ဘူး။ခမားကိုကျွန်တော်အလုပ်ထုတ်လိုက်ပြီးမငားတော့ဘူးတည်ရလား။ တက်သိလုပ်ပေးနိုင်တဲ့တူဦးတဲသောဓပုံစီယာဟာတနက်မှန်ပြီးတည်ဆုံသွားတယ်။ကျွန်တော်နဲ့ရှိနေချင်းတို့ကြောက်လန့်ပြီးမမြန်ပုံလိုက်ကြတယ်။နောက်ပြီးတနက်နဲ့လူတို့ရောက်လာပြီးကျွန်တော်ဇနီးတဲ့ရဲ့တယုံမှန်ကိုတက်သိပြနိုင်တဲ့တခုတဲသောဓပုံကိုယူသွားလိုက်တယ်။အဲတုန်းကကျွန်တော်မှအဲ့ဒီထူဆန်းတဲ့နေရာကနေအမြန်ဆုံးထွက်ခွာသွားဖို့အတွေ့အကြုံပဲရှိတော့တယ်။မဟုတ်ရင်ကျွန်တော်အသက်လည်းဒီနေရာမှာပျောက်သွားနိုင်လောက်တယ်ကျွန်တော်ဟိုတယ်ကိုပြန်သွားပြီးပတ်စပို့တွေတွားယူနေတဲ့အချိန်အဲဒီကျွန်တော်ဇနီးတဲ့အယောင်ဆောင်ထားတဲ့မိမယုတ်တရပေါ်လာတယ် ဟာဟာဟာကျွန်မရှင်းကိုပြောထားတယ်မလားကျွန်မရှင်းအရာအလုံးကိုလိုချင်တယ်လို့အဲ့ဒီအခိုက်တန်လေးမှာကျွန်တော်လည်းသူ့ကိုလည်းပဲညှက်တက်လိုက်ချင်တာပဲတည်တယ်။ဒါပေမဲ့ကျွန်တော်လည်းစားလို့ရှာလိုက်ရောဟိုတယ်တွေကိုလုံခြုံရေးတွေအုပ်စုလိုက်ဝင်လာပါတော့တယ်။အမှန်တော့ဓာရီကိုအဲ့ဒီမိမကအကွက်ချထားပြီးသားပါ။သူ့ရဲ့ခေါင်းကိုသူကိုယ်တိုင်ရိုက်ခွဲလိုက်ပြီးကျွန်တော်အကြံဖတ်တဲ့ပုံစံပေါ်အောင်တမင်ချောက်ချလိုက်တာပါ။နောက်ဆုံးတော့ကျွန်တော်ကိုစိတ်ရောဂါတွေတယောက်လို့သဘောထားပြီးစိတ်ရုံတို့ဖန်ပို့လိုက်ပါတယ်။나이ဝတ်နေပြီးခွဲစိတ်မှုစားကြမယ်။ခွဲစိတ်မှုဘာခွဲစိတ်မှုလဲမင်းတို့ဘာလို့ကြားမလို့လဲ။ အဲ့ဒီကျွန်တော်ဇနီးရဲ့အယောင်ဆောင်ထားတဲ့မိမဟာမိသားစုသဘောတူညီချက်ဖော်ပေါ်မှာလက်မှတ်ထိုးလိုက်တယ်။စေယုံကကျွန်တော်ကိုစိတ်ဖောက်ပြီးအကြံဖတ်တာလို့သတ်မှတ်ပြီးကျွန်တော်ရဲ့ဥကောင်နောက်တစ်ဝက်ကိုပါဖြတ်ထုတ်ကြတော့မလို့ပါ။ကျွန်တော်လည်းအသေးတဲ့ရုံကန်ရင်ဆရာဝန်တွေမှာတော့ခွဲစိတ်မှုအတွက်သွားပြင်ဆင်ပါလေ။သူနာပြူလေးဟာခွဲစိတ်မဲ့ကိရိယာကိုယူလာတယ်။ကျွန်တော်မျောလင်းချက်တွေမဲနေတဲ့အချိန်မှာသူနာပြူဟာရှင်းနေချင်းအယောင်ဆောင်ထားမှန်းသိလိုက်ရတယ်။ကျွန်တော်ကိုအမြန်ဖြီးပေးလေအသုံးမဝင်တော့ဘူး။စေယုံကရှင်စိတ်ဖောက်ထားတဲ့တက်တွေကိုထုတ်ပေးထားပြီးရှင်ရဲ့အုံတော်ကိုခွဲထုတ်ပေးတော့မလို့ပဲ။ ီတော့ခုနလေးတင်ကြိတ်ချိန်ကကျမကိုဖမ်းမရန်ထုတ်ထားလိုက်ပြီဒါပေမဲ့သူတို့ရဲ့ပါဝါကအဲ့ဒီလောက်အထိချုပ်မဲအောင်ကြီးမဲကျမမတွေ့ဘူးဘူးကျမတို့တကယ်လီမူစီကိုရှာတွေ့ရင်ကျမတို့ဒီကစားပွဲကိုပြောင်းပြန်လှန်နိုင်လောက်တယ်ဒါကြောင့်ဟော်ဖေးသူပမာလေးဘာကြီးဟန်ဆောင်မနေနေတော့သူပမာရှိမှန်းရှင်းတီပါလေသူပြောင်းနေတာကျွန်တော်တို့နှစ်ယောက်အတူရှာနေကြတာလေသူမပြောက်ခင်ညာကသူ့ကိုရှင်မတွေ့လိုက်ဘူးလို့အာမခံနိုင်လားကျွန်တော်မတွေ့ဘူးလေရှင်ဆက်ဟန်ဆောင်နေလိုက်ဟော်ဖေးရှင်မမြင်ဘူးလားရှင်မာရီလောက်ခဲ့မယ်ကျမတကယ်ကြီးမဆိုင်ဘူးကျမအသက်ဆက်ရှင်သွားနေတာပဲတည်တယ် လီမိုစီကိုတွေ့အောင်ရှာတာကကျမတို့အသက်ဆက်ရှင်သွားလို့ရမယ်တခုတည်းသောမျှော်လင့်ချက်ပဲသူပမာရှိမယ်ကျမကိုပြောပြနိုင်မလားကျမအခုဖုန်းလေးတစ်ချက်ဆက်လိုက်တာနဲ့ရဲမှုနဲ့တရားသူကြီးတို့ဒီကိုချက်ချင်းရောက်လာလိမ့်မယ်ကျမကိုယုံမှာရှင်တရားယုံတက်ရရင်တော့ရှင်ကိုအပြစ်ကားလို့အောင်လို့ဖို့ကျမမှာနီလန်းတရားမကရှိပါလေရှင်တည်ပါတယ်တေသူကစကားမပြောတတ်ဘူးလေ